ပထမရန်စီဝပေးတာ grade 12 biology တက္ကသိုလ်ဝန်ထမ်းစာမေးပွဲမိကုန်းနဲ့ပတ်သက်ပြီးကြိုတင်ပြဆင်တဲ့အခါမှာတည်တည်တည်ထိုက်တဲ့အကြောင်းတွေသတိပြုပွဲရတယ်အမှတ်ရရှိနိုင်မှုတွေနဲ့ပတ်သက်ပြီးတော့အနှဲငယ်ဆွေးနွေးတင်ပြလိုပါတယ် biology ဘာသာရပ်မှာစာသားနဲ့ရေးပြီးတော့ဖြေရမယ့်အပိုင်းနဲ့ပုံနဲ့ပတ်သက်ပြီးတော့ဖြေရမယ့်အပိုင်းဆိုပြီးနှစ်ပိုင်းရှိပါတယ် ခြာသားနဲ့ရေးပြီးဖြည့်ရမယ်အပိုင်းမှာအချို့သောမိခွန်းတွေကဖတ်လိုက်ုံနဲ့ဒါဘယ်ကောင်းစင်ကိုမေးတယ်ဆိုတာတမ်းပြီးသိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကောင်းစင်ရဲ့စာသားတွေဟာမိခွန်းထဲမှာပါနေလို့ပဲဖြစ်ပါတယ်။ဥပမာအားဖြင့် Chapter 1က discuss the importance of biology in daily life ဆိုတဲ့မိခွန်းမှာဒါဟာ the importance of biology in daily life ဆိုတဲ့ ခေါင်းစဉ်ကိုမေးတယ်ဆိုတာကိုတန်းသိနိုင်ပါတယ်သို့တော်လည်းပဲကျောင်းသုံးစာအုပ်ထဲမှာရှိတဲ့ခေါင်းစဉ်တွေကအကြောင်းအရာတွေဟာနော်တချို့စာပိုက်တွေကရှည်လျားတာဖြစ်တဲ့အတွက်ဒီထက်အမှငါးမှတ်တန်ဆယ်မှတ်တန်ကိုထုံထုံမေးတဲ့အခါမှာအဲ့လိုမေးခွန်းမျိုးတွေမှာကျောင်းသားတွေကမေးခွန်းကိုဖတ်ပြီးတော့ဒါကတော့ဘယ်ခန်းကဘယ်ခေါင်းစဉ်ကဘယ်အကြောင်းအရာတွေကထုံထုံပြီးတော့မေးတာဖြစ်တယ် ဘယ်ကနေဘယ်ထိဖြည့်ရမလဲဥပမာအဖြစ်နှစ်ပိုက်ဖြည့်ရမလဲသုံးပိုက်ဖြည့်ရမလဲเนาะဒါတွေကိုစဉ်းစားပြီးတော့ဖြည့်ဖို့လိုပါတယ်เนาะဥပမာအဖြစ် chapter 1မှာဆိုလို့ရှိရင် rice เนาะစပားစိုက်ပြိုးခြင်းအကြောင်းကိုမေးတာလား wheat ဂျုံစိုက်ပြိုးခြင်းအကြောင်းကိုမေးတာလားเนาะဒါကိုခွဲခြားပြီးတော့ကိုဖြည့်ရမယ့်အပိုင်းကိုပဲဖြည့်ရမှာဖြစ်ပါတယ်နောက်ပုံနဲ့ပတ်သက်ပြီးတော့လည်းပဲចောင်းသားကိုပုံဆွဲခိုင်းမယ် label and caption ထိုးခိုင်းမယ် draw a label diagram of something ပေါ့ပုံတော်ကိုကျောင်းသားကကိုယ်တိုင်ဆွဲရမယ် label တက်ရမယ် caption ထိုးရမယ်အဲ့လိုမိကွန်မျိုးလည်းပဲမင်းနိုင်တယ်လို့နောက်ထပ်မိကွန်တစ်ခုကပုံကိုမိကွန်နဲ့မှာပေးထားမယ်ပုံကိုပြန်ကူးဆွဲစရာမလိုဘူးเนาะပုံမှာဒီ1 2 3 4 5 level နဲ့ caption ကိုပဲရေးပေးရမှာဖြစ်တယ်ဒီနေရာမှာဒီ ចောင်းသုံးសាវទេយតិចទៅបုံនេះយាចောင်းသားរីឲ្យស្វែរឲ្យយ៉ាងខက်ខဲមែនទោះមិនយ៉ាងឈុកធ្វីទេបုံនេះဖြစ်មែនស្រលុឈិនเนาะដាវបုံស្វែខៃមូแท้ level and caption មីបូបုံများပါတယ်အဲနောက်ထပ်တစ်မျိုးကတော့လုံးဝမမင်းနိုင်တဲ့បုံនេះဖြစ်ပါတယ်အဲ chapter 1မှာဆိုလို့ရှင်ရင်ဒီစပါပြောင်းမှုပဲမျိုးမျိုးเนาะဒါရင်းနဲ့ပတ်သက်ပြီးတော့ ဘဝတုဒရပွဲ ပုံနေထည့်ထားတာရှိပါတယ်။ဒါပေမဲ့ဒီပုံနေဟာ level လဲမပါတာဖြစ်တဲ့ကြောင့်မလို့ဒီပုံနေကတော့စာမွေမိကုန်းမှာမပါနိုင်ပါဘူး။ Chapter 6မှာဆိုလို့ရှင်လည်းပဲ endangered plants and animals မှာဆိုရင်เนาะမျိုးသုံးပြောက်ွယ်ဖို့အန္တရာယ်ရှိတဲ့အပင်တွေနဲ့တတဝါတွေကိုเนาะဒီပုံနေမှာဆိုလို့ရှင်လည်းပဲเนาะဒါတွေကမမေးနိုင်ပါဘူး။ဘာကြောင့်လဲဆိုပုံနေက level caption နေမပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နော်အဲ့တော့အာမမခံနိုင်တဲ့ကိစ္စတွေရှိပါတယ်တချို့ကပြောပါတယ်ဒီပြတ်ထန်းတင်ရိုးသစ်စတဲ့အချိန်မှာ textbook ထဲမှာရှိတဲ့ဒီ sample questions တွေပေါ့နော်မေခွန်း6ခုကိုအပိုင်ကြက်ထားမယ်ဆိုရင် အောင်မှတ်ရမယ်လို့ဆိုတဲ့အမျိုးပြောတာရှိပါတယ်ဒါလုံးဝမဟုတ်ပါဘူးအဲ့တော့ကျောင်းလုံးဆောက်ထဲမှာအခန်းတစ်ခန်းအတွက် sample question နမူနာမေခွန်း တစ်ခုနဲ့အခန်း6ခန်းအဲ့အတွက်မေခွန်း6ခုပါပါတယ်เนาะဒီမေခွန်းတစ်ခုမှာမေခွန်းနေမှာတော့သူတို့က၄မှတ်တန်၈မှတ်တန်ဆိုပြီးဖော်ပြထားပေမဲ့၄မှတ်တန်၈မှတ်တန်မမေးတာဖြစ်တဲ့အတွက်ဒါကို၅မှတ်တန်၁၀မှတ်တန်လို့မှတ်ယူရမှာဖြစ်ပါတယ်အဲ့တော့ chapter တစ်ခန်းအတွက်၅မှတ်တန်က၃ပုတ်၁၀မှတ်တန်က၃ပုတ်ပဲပါတာဖြစ်တဲ့အတွက်ဒါဟာမလုံလောက်ပါဘူးเนาะဒါကြက်ယုံနေလည်းပဲ ောင်းမှတ်မရပါဘူးဒီ sample question တဲကလည်း50%လောက်အထိပါအောင်မေးမှလည်းမဟုတ်ပါဘူးနောက်တစ်ခုကတော့ o question မှာမေကွန်ဟောင်းမေကွန်ဟောင်းနဲ့ရမေကွန်နေကိုဓာတ်ရိုက်ဖြစ်စေဘို့မဟုတ်ဒီခေါင်းစဉ်အကြောင်းအရာကိုပဲမေကွန်ပုံစံမေကွန်တိဆောက်ပုံပြောင်းပြီးတော့မေးတာပဲဖြစ်စေပုံစံတူမေကွန်မျိုး ပြန်မေးနိုင်ပါတယ်ဒါကဟိုအရင်တင်ရိုးဟောင်းမှာကလေးက ရောအခုတင်ရိုးတက်မှာရောအဲ့လိုပြန်ပြီးတော့မေးတတ်တဲ့အရာဆိုရင် ရှိပါတယ်အဲ့ဒီနေရာမှာ textbook တရား sample question 6ခုနဲ့ old question တွေနဲ့လေ့ကျင့်မယ်ဆိုရင်တော့အောက်မှရနိုင်တယ်လို့ဘယ်သူမှအမမခံနိုင်ပါဘူးနောက်တစ်ခုကတော့ botany channel ပါဒီနေရာမှာ ပြောစင်တာက botany channel ကို brain လို့မှမဟုတ်ပါဘူးအပြစ်ပြောဖို့မဟုတ်ပါဘူး botany channel ထုတ်ရတဲ့ရည်ရွယ်ချက်က Grade 12 Biology မှာပါတဲ့ရုခဗေဒနဲ့ပတ်သက်တဲ့သင်ခန်းစာတွေကိုပိုမိုနားလည်သဘောပေါက်ဖို့အတွက်ဖြစ်ပါတယ်။မြန်မာလိုရှင်းလင်းချက်တွေစောင်းပါးတွေပါတာဖြစ်တဲ့အတွက်ဆရာဆရာမတွေတွေ့ရောအကျောင်းသူအကျောင်းသားတွေတွေ့ရောသင်ကြားမှုသင်ယူမှုမှာ ပို့ပြီးတော့အထောက်အကူပြုဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။ပို့ပြီးတော့ သင်ငန်းစာအကြောင်းအရာတွေကိုနားလည်သဘောပေါက်ဖို့အတွက်ရည်ရွယ်ချက်ဖြစ်ပါတယ်နောက်တစ်ချက်ကလည်းပဲဒီထဲမှာဒီ objective questions တွေ short question 5မှတ်တမ်း long question 10မှတ်တမ်းတွေပါတာဖြစ်တဲ့အတွက်เนาะကျောင်းသူကျောင်းသားတွေလေ့ကျင့်ဖြည့်ဆို့ဖို့ဖြစ်ပါတယ်เนาะ Bodni Channel ထဲမှာမိကုန်းတစ်ခုတွေ့တယ်ဒီမိကုန်းနဲ့ပတ်သက်ပြီးတော့ကိုကဒီအကြောင်းအရာကိုကိုကကြက်မှတ်မထားရသေးဘူးမရသေးဘူးဆိုလို့ရှင်เนาะဒါကအော်ဒီ အပုတ်ကတော့ငါကြက်ရအောင်မှာပဲဒါငါမရသေးဘူးပဲဆိုပြီးတော့ remind လုပ်တဲ့သဘောပါပဲအဲ့တော့ botany channel ကလည်းပဲမေးသလားဆိုရင်မေးပါတယ်မေးခွန်းတွေပါလားဆိုရင်ပါပါတယ်အဲဓာတ်ရိုက်ဖြစ်စေဒီအကြောင်းအရာခေါင်းစဉ်အတူတူကိုမေးခွန်းတိဆောက်ပုံပြောင်းလဲပြီးတော့မေးတာပဲဖြစ်စေမေးပါတယ်ပါပါတယ်နော်သို့တော်လည်းပဲဒီ botany channel တဲက questions တွေကိုကြည့်ုံနဲ့ အောင်မှရမယ်လို့အာမခံပြီးထုတ်ထားတာမဟုတ်ပါဘူးနောက်တစ်ချက်ကဒီ grade 12 biology မှာ botany နဲ့ zoology ဆိုပြီးတော့အပိုင်းနှစ်ပိုင်းပါဝင်ပါတယ်ပြောမယ်ဆိုရင်50% 50% 90%နှုန်းခန့်စီလောက်ပါတာဖြစ်ပါတယ်အဲ့တော့ botany နဲ့ zoology နှစ်မျိုးစလုံးအတွက် cover ဖြစ်နိုင်တဲ့ခေါင်းစဉ်တွေကဒီ botany channel ထဲမှာ เนาะဖော်ပြနိုင်မယ်မဲ့လို့ botany journal ဆိုတဲ့အတွက်အဓိကအဖြစ် botany နဲ့ပတ်သက်တဲ့ topics တွေကိုပဲထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်เนาะဆိုလိုတာကเนาะ journal ရဲ့ရည်ရွယ်ချက်ကိုသိဖို့လိုပါတယ်เนาะ journal ကိုဘာကြောင့်လေ့လာရသလဲเนาะသင်ခန်းစာတွေကိုနားလည်ဖို့ပို့ပြီးတော့တွန်းကျင်ဖို့လေ့မိကုန်းတွေကိုလေ့ကျင့်ဖို့ဖြစ်ပါတယ်ဒီထက်ရလည်းပဲ เนาะပါပါပါတယ်ဒါမဲ့ဒီ channel မိကုန်းတွေကိုကြည်ထားယုံနဲ့အောင်မှတ်ဖို့ပါမယ်ဆိုတော့ kolahala မျိုးကတော့လုံးဝမဟုတ်ပါဘူးအဲ့တော့နောက်တစ်ခုကတော့မိကုန်း5ဆောင်ပေါ့အဲဒီနေရာမှာလည်းပဲမိကုန်း5ဆောင်ထုတ်တဲ့ဇာတ်တွေကို blame လုပ်ဖို့မဟုတ်ပါဘူးအပြစ်ပြောဖို့မဟုတ်ပါဘူးသူတို့ထုတ်ထားတဲ့ရည်ရွယ်ချက်ကောင်းနေရဘာတွေလဲဆိုတာကိုသိဖို့လိုပါတယ်เนาะ ဒီမေကွန်း၅စုံဆိုတာကလေ့ကျင့်ရန်မေကွန်း၅စုံဖြစ်ပါတယ်เนาะအဲ့တော့စာသင်နှစ်ဆုံးကဏ္ဍမှာအကျောင်းသားတွေကသင်ခန်းစာတွေကိုတင်ယူပြီးပြီးကြက်မှတ်ပြီးပြီးကျွမ်းကျင်တက်မြောက်ပြီးပြီးလို့ယူဆလို့ရတဲ့အချိန်မှာဒီမေကွန်းတွေကိုလေ့ကျင့်ဖြေဆိုဖို့ဖြစ်ပါတယ်အဲ့တော့တက်ကတော်ဝန်ထမ်းစာမေးပွဲမေကွန်းနဲ့တွေ့တဲ့အခါမှာအစိမ့်တက်တက် မဖြစ်အောင်မိခွန်းနဲ့ယဉ်နီကျွမ်းဝင်မှုရှိနေအောင်ဖမီလီယာဖြစ်အောင်ဆိုပြီးတော့ဒီမိခွန်းတွေကိုလေ့ကျင့်ပြီးတော့ဖြည့်ဆို့ကြည့်ဖို့ဖြစ်ပါတယ်ဒီမိခွန်းတွေကိုဖြည့်ဆို့ခြင်းအပြင်ဘလို့အကျိုးကျေးဇူးတွေရရှိမလဲဆိုလို့ရှိရင်ကိုကဒီအမှတ်တရဖို့မိခွန်းကိုဖြည့်ပြီးတဲ့အခါမှာအကိုကဂုံနှုတ်မှတ်ရပြီလားမရသေးဘူးလားဂုံနှုတ်မှတ်မှန်းထားတဲ့လူကဂုံနှုတ်မှတ်မရသေးဘူးလားသုံးမဟုတ်အဲတချို့သောចောင်းသားတွေက အောက်မှတ်ဖိုးတောင်မှမရသေးဘူးလားဆိုတာကိုကိုကို remind လုပ်ဖို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအချိန်နေလဲရှိသေးတာဖြစ်တဲ့လို့ကြောင့်မလို့ကိုမရသေးတဲ့အပိုင်းနေကို ကိုကဖိပြီးတော့လုပ်ဖို့ဖြစ်တယ်။နော်ဒီရအောင်ကျက်ဖို့ဖြစ်တယ်။နော်မေ့သွားတယ်ဆိုတဲ့အပိုင်းနေကိုလည်းပဲကိုကထထခါကပြန်လဲပြီးတော့ကျက်မှတ်ပြီးတော့လေ့ကျင့်ဖို့ဖြစ်တယ်။ကို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 ဘလောက်အမှတ်ရပြီလဲ ကိုစာတွေကိုဘလောက်တိုင်းတာထိရထားပြီလဲဆိုတာ remind လို့ဖို့ဖြစ်တယ်။နောက်ထပ်ရွယ်ချက်တစ်ခုကဒီစာမွေးကြီးမိကွန်းနဲ့ familiar ဖြစ်ဖို့ဇင်းနီကျောင်းဝင်ဖို့အတွက်ဖြစ်တယ်။နောက်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်မိကွန်း9စုံနေမကဘူးမိကွန်း10စုံ15စုံစသည်အားဖြင့်လေ့ကျင့်ဖြည့်ဆို့ကြည့်မယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်။နော်အဲ့တော့ကျောင်းသူကျောင်းသားတွေရာဆိုရင်အမတူညီတဲ့မိကွန်း9စုံစာအုပ်တွေကိုဝယ်မယ်။ ပြီးရင်တယောက်နဲ့တယောက်လဲကြည့်မယ်เนาะအဲ့လိုမျိုး sharing လုပ်ပြီးတော့ကြည်ချင်းအဖြစ်ကိုယ်ဖြည့်ကြည့်မယ်เนาะဒါဆရာတို့ငွေလုံးကလည်းဒီလိုပဲလုပ်ခဲ့တာပါပဲเนาะဒါကောင်းတဲ့အလေးထားဖြစ်တဲ့ good practice ဖြစ်တဲ့ good habit ဖြစ်ပါတယ်เนาะအမဲလို့ဒီဟာကเนาะ sport ရိုက်ပေးတာလည်းမဟုတ်တလို့ဟိုဒါကအောက်မှတ်ဖို့ကျင်းတည်ပေါ့ပါမယ်ဆိုပြီးတော့ အာမခံထားတာလည်းမဟုတ်ဘူးဆိုတာကိုသိစေဖို့ဖြစ်ပါတယ်။နောက်တစ်ခုကအမှတ်ခွဲဝေမှု mark allocation နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင် chapter 6ခန်းမှာတခန်းကို အမှတ်20ဘူးခန့်မေးပါတယ်6ခန်းအမှတ်120ဘူးမေကုံထုတ်ထားတာဖြစ်ပါတယ်အဲ့ဒီထဲမှာကိုကအမှတ်100ဘူးကိုရွေးပြီးတော့ဖြေရမှာဖြစ်ပါတယ်เนาะဒါကြောင့်မလို့အောက်မှတ်ရဖို့ဆိုလို့ရှိရင် အနည်းဆုံးကကြိုက်နှစ်သက်ရာ အခန်း၃ခန်းကို အပိုင်းကျက်ထားဖို့လိုပါတယ်ဒီနေရာမှာသင်ကန်းစာတဲကအကြောင်းအရာတွေခေါင်းစဉ်တွေကိုခြံလှက်ပြီးတော့ရွေးချက်လို့မရပါဘူးအဲ့တော့အခန်း၃ခန်းကျက်ထားတယ်ဆိုတာကအဓိပ္ပာယ်ကအမှတ်60ဘူကျက်ထားတာဖြစ်ပါတယ်အမှတ်60ဘူအပိုင်းကျက်ထားမယ်ဆိုရင်เนาะ အမှတ်40 50အောင်မှတ်ကိုရမှာ ဖြစ်ပါတယ်ဖြစ်နိုင်ရင်တော့လေကန်ကြက်ထားနိုင်တဲ့သူကလေကန်ကြက်ထားတာပိုပြီးကောင်းပါတယ်เนาะအဲ့လိုကြက်ထားမဲ့ဆိုရင်အမှတ်50 60ဒီလိုညွန်မှန်းလို့ရပါတယ်နောက်တစ်ခုကတော့ဂုံတူးအမှတ်ရဖို့အတွက်ကုန်နုမရဖို့အတွက်ဆိုလို့ရှိရင်ဒီအခန်း၄ခန်းကျက်တဲ့ចောင်းသားကိုအရင်စပြောဆွေးနွေးပါမယ်။အဲ အခန်းလေးကန်းကြက်ထားတယ်ဆိုတာကအတိဘယ်ကအမှတ်80ဘိုးကြက်ထားတာဖြစ်ပါတယ်အမှတ်80ဘိုးကြက်ထားပြီးတော့85မှတ်ရဖို့အတွက်ဆိုရင်ဘယ်လိုလုံးမှရမလဲဆိုတာလေးကိုပြောပြမယ်အဲ့တော့အခန်းလေးကန်းကြက်ထားတယ်တခြားအခန်းတွေကိုလည်းပဲနှစ်ခန်းကိုလည်းလုံးဝလွှတ်ရမယ်လို့ပြောတာမဟုတ်ဘူးအဲ့ဒီထက် objective မိကုံးတွေကိုဖြစ်နိုင်အောင်လေ့ကျင့်ထားဖို့လိုတယ်အဲ့တော့ objective မိကုံးတွေဖြစ်နိုင်ဖို့ဆိုတာကအကြောင်းသုံးစာအုပ် တအုပ်လုံးထဲမှာရှိတဲ့အကြောင်းအရာအားလုံးကို နားလေသဘောပေါက်အောင်ထပ်ထပ်အခါကဖတ်ဖို့လိုတယ်။နေတိုင်းဖတ်ထားဖို့လိုတယ်။ဒါမှသာလျှင်ဒီ objective တွေကိုဖြင်းနိုင်မှာဖြစ်တယ်။ကွက်လက်ဖြစ်လို့မိကုံမျိုးအတွက်ဆိုလို့ရှိရင်စလုံးပေါင်းတပ်ပုံကိုမမှားအောင်เนาะရေးပြီးတော့လေ့ကျင့်ထားဖို့လည်းလိုတာဖြစ်တယ်။အဲ့တော့ဒီဖြစ်နိုင်ရင်တော့အခန်းငါးခန်းချက်ရင်ပိုကောင်းပါလေ ဲ့တော့လေးခန်းနဲ့ကြက်ထားပြီးတော့ဂုံတူးအတွက်ကို လုံမဲ့အကြောင်းသားအတွက်ကိုအမှတ်တွေတွက်ကြည့်တဲ့အခါမှာငါးမှတ်တန်သူကလေးခန်းကြက်ထားတဲ့အတွက်လေးဘုတ်ဖြစ်နိုင်မှာဖြစ်တယ်။အဲ့ဒီလေးဘုတ်ကတပုတ်ကိုလေးမှတ်ရအောင်ဖြစ်ရပါမယ်။အ ਨੇ ဆုံးတပုတ်ကိုလေးမှတ်ရမယ်ဆိုလို့ရှိရင်လေးဘုတ်ကို16မှတ်နောက်တစ်ခုကဆက်မှတ်တန်ကသူကလေးခန်းချက်ထားတာဖြစ်တဲ့အကြောင်းမို့ဆက်မှတ်တန်ကလည်းတကယ်တော့လေးဘုတ်ပဲဖြည့်ရမှာเนาะ ဲ့တော့ तू ကလေးခန်းပဲကြက်ထားတာဖြစ်တဲ့လူကြောင့်မလို့ chapter 1 2 3 4ကိုဒီ6ပုတ်ထဲရနှစ်သက်ရလေးပုတ်ရွေးဖြည့်လို့ तू လုံးလို့မရတော့ဘူးเนาะ तू က chapter 1 2 3 4နဲ့ပတ်သက်တဲ့မိကွန်း၄ခုစလုံးကို तू ကအားလုံးဖြည့်ရမယ့်သဘောဖြစ်သွားတယ်ဒီနေရာမှာလည်းပဲစက်မှတ်တန်ကို तू ကအမှတ်ကောင်းဖို့လိုတယ်အ ਨੇ ဆုံး၈မှတ်ရတယ်လို့တွေ့ကြည့်မယ်ဆိုရင်เนาะ၈လေးလီ32မှတ်ရမှာဖြစ်တယ်အဲ့တော့ objective မေကွန်28မှတ် objective မေကွန်ကအမှတ်30အဲ့တော့ငါးမှတ်တန်အတွက်၄ဘုတ်16မှတ်10မှတ်တန်၄ဘုတ်က32မှတ်နဲ့ဆိုရင်85မှတ်ရဖို့ဆိုတာဟာ objective က28ဘုတ်မှန်နေမှရမှာပါဆိုလိုတာက objective အပုတ်30နီးပါးစလုံးမှန်နေဖို့လိုအပ်ပါတယ်เนาะဒါအခန်းလေးကအပိုင်းချက်ထားတဲ့ကျောင်းသားအဖို့เนาะ ပြောတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာเนาะအခန်းလေးခန်းနဲ့ကြက်ကြက်ထားမယ်ဆိုလို့ရှင်ဂုံလူထွက်ပါမယ်လို့တော့တရက်တည်းအာမခံလို့မရဘူးเนาะဥပမာအဖြစ်အခန်းလေးခန်းကအပိုင်ကြက်ထားမယ်အခန်းကြံနဲ့နှစ်ခန်းကငါမတ်တန်စမတ်တန်ကိုကိုကရွေးချယ်ပြီးတော့ကို က်နိုင်သလောက်ကြက်ထားမယ်အဲ့ဒီအပုတ်တွေကလည်းတိုးမယ်နော်ခုန objective ကလည်းအမှတ်30ဘိုးစလုံးအပြည့်ဖြစ်အမှတ်ပြည့်ရအောင်လုံးမအမှတ်ပြည့်နီးပါး29နံပါတ်28မှတ်လောက်တွေရအောင်ဖြည့်နိုင်မှဂုဏ်နည်းဖက်မှာဖြစ်ပါတယ်အဲ့တော့ဒါကြောင့်မလို့ကြံပေးနေတာကတော့အခန်းဂုဏ်နည်းထွက်ဖို့ဆိုရင် ခံ၅ခံစက်ထားဖို့လိုပါတယ်เนาะအဲ့တော့ခံခါခံစက်ထားမယ်ဆိုလို့ရှိရင်ဒီဇာတို့ခုနက၅မှတ်တံမှာသူက၅ဘုတ်ဖြည့်နိုင်မှာဖြစ်တယ်เนาะအဲ့တော့တပုတ်ကို၅မှတ်တံမှာသူအမှတ်ကောင်းလို့သူ၄မှတ်ရမယ်ဆိုလို့ရှိရင်9ဘုတ်ဖြည့်နိုင်နေဆိုရင် तू အမှတ်20ရမယ် objective က30နဲ့ဆိုလို့ရှိရင်အမှတ်90ရမယ်90ရဲ့ခုနက ဆက်မှတ်တံမှာတပုတ်ကိုသူ၈မှတ်လောက်ရအောင်ဖြည့်နိုင်မယ်ဆိုလို့ရှိရင်အဲ30နဲ့2မှတ်ရမယ်။ရှစ်လေးလီ32ဆိုတော့32မှတ်ရမယ်။အဲစုစုပေါင်း80နဲ့2မှတ်เนาะအဲ့ဒီလောက်ဖြည့်ထားမှပဲကိုက85မှတ်ဂုံတူးကိုမျောမှန်းလို့ရမှာဖြစ်တယ်။